။ NCA စာချုပ်လက်မှတ်မထိုးထားတဲ့အဖွဲ့တွေမှာအပြည့်ရစောင့်ကြည့်ရေးကော်မတီ GMC မရှိတာကြောင့်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေထိမ့်သိမ်းမှုခတ်နေတယ်လို့ NLD ပါတီဘိုးအလုံးမှုဆောင်အဖွဲ့ဝင်တဦးကပြောပါရတယ်ဒီသတင်းကိုစုမှုအောင်ကပစ်ပုတ်ထားပါရရှင်။ NCA စာချုပ်မှာလက်မှတ်မထိုးရသေးတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တပ်မတော်အကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတဲ့အပေါ်မှာ NLD ပါတီဘိုးအလုံးမှုဆောင်အဖွဲ့ဝင်ဦးထွန်းနှောဟင်ကအခုလိုတုံ့သက်ထားတာပါ။ဒီငင်းငင်း process ကိုနော် formally ပုံစံအားဖြင့်တိစောက်တာဆိုရင် NCA နဲ့တိစောက်ထားတာလေခုနပဲအကယ်ရှင်းပြပြီးပြီရောနော် NC မှာဘာပါလဲလို့ပြောလို့ရှိရင်ဒီငင်းချမ်းကြီးအပြစ်ခတ်ရဆဲတဲ့အဖွဲနှစ်ဖွဲ့ကိုစောင့်ကြည့်ဘူးဟာ GCM ဆိုတာလေ GMC ဆိုတာလေပါထားပြီးသား Joint Monitoring Committee ဆိုတာလေပါထားပြီးသားလေဟုတ်ဘူးလားအဲ့တော့ဒီ Joint Monitoring Committee ကဘာဟုပဲကြည့်နိုင်မလဲအပြစ်ခတ်ရဆဲထားတဲ့နှစ်ဖွဲ့ကိုပဲသူကြည့်နိုင်မှာပေါ့အပြစ်ခတ်မင်းရဆဲထားတဲ့အဖွဲတွေကိုခလင်မှာလဲ GMC လဲမရှိဘာလဲမရှိအငယ်ပြောတာဟုတ်ဘူးလား ဲ့ဒါတော့ဘာဖြစ်လဲဆိုထိမ့်သိမ့်မှုခက်တာပေါ့ပြည့်ရဲ့ဆောင်ကြီးကော်မတီဖွဲ့စည်းနိုင်ပေါ့လက်မှတ်မထိုးထားတဲ့တိုင်းသောလက်နက်ကိုင်၁၀ဖွဲ့ကို NCA လက်မှတ်ထိုးဖို့တိုက်တွန်းထားပြီးအဲ့ဒါမှသာနိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်လာနိုင်မှာဖြစ်ကြောင်းနဲ့ငင်းကြိုင်းအတွက်လည်းအစဉ်တစဉ်တက်လိုက်မယ်လို့ဥတုနောဟင်ကဖေဖော်ဝါရီလ25ရက်နေ့ကလာမြို့နယ်ဒီမိုကရေစီစင်တာမှာပြုလုပ်တဲ့ဒီမိုကရေစီစကားဝိုင်းမှာအခုလို့ပြောဆိုခဲ့တာပါအဲ့တော့ပြည်သူလူထုအနေနဲ့ဟိုဘယ်လိုမြင်မှားလဲလို့ပြောတဲ့အခါကျွန်တော်တို့ဒီ GMC ရှိရတဲ့ဒါနဲ့ ဒါဒီတိုက်ပွဲတွေဖြစ်နေတယ်လို့ဒီလိုဒီလိုမြင်နေတာပေါ့အဲအဲ့လိုတော့မဟုတ်ဘူးပြကျွန်တော်မြင်တာကတော့ဒီလက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့တတ်မလို့ရားမှာတော့အတိုက်ပွဲတချို့မဖြစ်ဘူးလားဆိုဖြစ်တယ်တို့တော်လည်းအဲ့ဒါထိန်းလို့ရတယ်ဘာမှလည်းပြပြတာမရှိဘူးတော့ကျွန်တော်လက်မှတ်မထိုးထားတဲ့အဖွဲ့တွေနဲ့ကျွန်တော်တတ်မတော်နဲ့ပေါ့လေ NC လက်မှတ်ထိုးဖွင့်နေတဲ့ဖြစ်နေတဲ့ပြဿနာပါအဲ့ညံမှာတော့ကျွန်တော်တို့က GMC ကဘလို့မှလက်မှတ်မထိုးထားလို့ဆိုသူဘလို့မှအလုပ်လုပ်လို့မရပါဘူးဖေဖော်ဝါရီလ24ရက်နေ့မှာ အန်စီလက်မှတ်မှာထိုးထားသေးတဲ့တိုင်းသားလက်နက်ကင်ဖွဲ့တွေရဲ့ပတ်စံစီဝေးဆုံးဖြတ်ချက်အရအန်စီစာချုပ်ကိုစာပြန်လည်ရေးဆွဲဖို့တောင်းဆိုခဲ့ပါတယ်။ PIA, MDA နဲ့ TLR ဖွဲ့တွေကိုအကြံပေးအဖွဲ့ပြတ်တမတ်ထားတာကိုရုပ်သိမ်းပေးဖို့တမိုင်းဝင်ပင်လုံစာချုပ်ကို NCA စာချုပ်နဲ့အစားထိုးမလုပ်ဖို့စတာတွေကိုလက်မှတ်မထိုးရသေးတဲ့တိုင်းသားဖွဲ့တွေကတောင်းဆိုထားတာပါလက်ရှိအချိန်မှာကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာအရင်တပ်ပေါ်ပြီးတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တိုင်းသားတွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ပတ်စံစီဝေးဘက်ကို ဝါပြည်သွေးစင်းညညရေးဘွဲကဥဆောင်ကျင်းပခဲ့ပြီးလက်မှတ်မရေးထိုးရသေးတဲ့တိုင်းသားလက်နက်ကိုင်ခုနှစ်ဖွဲ့တက်ရောက်ခဲ့ပါတယ်ကျွန်တော်ကစုမှုပါမှာ